အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာကြီးအောင်တင်ရဲ့ရွှန်းနူရီဝေစီကျွန်းလုံးဆိုတဲ့စောင်းပါတူလေးကိုဖတ်ပြပေးကြပါရရှင်။ရွှန်းနူရီဝေစီကျွန်းလုံးကျွန်တော်အသက်83နှစ်ထဲရောက်နေပါပြီ။ရွှေဟောင်းကြီးဆိုပါစို့။ရွှေဟောင်းကြီးဆိုတော့ကျေးရလဲနေလာပြီပုံ။ရွှေဟောင်းနေကျေးရင် ရွက်သစ်တွေဝေမှတင်ပါလိမ့်မည်။ ရဟောင်းချွေလျက်ရွက်တဲ့မဝေလင်ချိုးတပင်မှာ6တယောက်သွားရပေးလိမ့်မည်။သို့သော လူလောကကြီးဟူသောတပင်ကြီးမှာဘယ်တော့မှအသေးခံ6တယောက်မသွားပါ။ရွက်တဲ့တွေတဝေဝေဖြစ်နေတံမြေဖြစ်ပါသည်။လောင်းရိပ်မိသောအပူလောင်သောရွှေနှုတွေသာလင်နူလျက်နဲ့မဝေနိုင်ပေ။ချွေသွားရတံမြေဖြစ်ပါသည်။ရွှေနှုချွေပေါ်ထုတ်ခဲ့သောရွှေနှုတွေမချွေပဲရွှေနှုတွေဝေစီခြင်းသောကြောင့် ညှဥ်ဆက်တဲ့တဲ့ခွန်အားတဲ့စာပေတွေကိုကျွန်တော်စူးစမ်းပန်းစားရေးနေမိသည်။သို့သောကျွန်တော်စာတွေကိုလူငယ်တရားလင်းတယောက်မျှပင်ဖတ်မိပါလိမ့်စာဟုမကြာခဏတွင်မိတတ်သည်။လူငယ်တရားမှာတယောက်ဆိုရင်တထောင်မှာ၁၀ယောက်၊တထောင်မှာ၁၀၀၊တသိန်းမှာ၁ထောင်၊တသန်းမှာ၁ထောင်၊နေပါရောလား။စင်စစ်အပြင်ကျွန်တော်စာကိုဖတ်မိသူလူငယ်များ တပြည်လုံးတွင်၄6000လောက်သားရှိမည်ထင်သည်ထို့သို့စဉ်းစားလိုက်သောအခါကလောင်စိတ်အားငယ်မိသည်မှအမှန်ပင်ဖြစ်သည်သို့တော်လည်းကျိုးဖမိသည်မသောလူငယ်လေးများကကျွန်တော်ထံဂျေစုတင်ကြောင်းလမ်းမီစာရေးတက်ကြသည်တခါတရံအိမ်တန်ရာရောက်လာပြီးဆွေးနွေးမိမြန်းကြသည်တခါတရံရဝေးဒီသားမှတကူးတကာလာရောက်ကြပင်သူတို့နေမည်လေမည်ထွက်သည်နံစီစားကလေးများပင်ကြောတကြသေးသည် ဒီလုံးစုပြန်တော့လေကလောင်အားတက်မိပြန်သည်သူတို့ကကျွန်တော်စာကိုဖတ်ပြီးအားတက်မိကြောင်းကိုလည်းပြောပြတကြသည်ခေလိုက်သူတို့ပင်ပန်းကြီးစွာရုံကန်ရပုံစိတ်ထင်တိုင်းမပေါက်နိုင်ကြပုံတို့ကိုလည်းရင်ဖွင့်တကြသည် ကျွန်တော်ကခစ်ကြီးကိုပြောင်းနိုင်သူမဟုတ် သူတို့ဤစိတ်အားတက်တယ်အဆရှိသူတို့ဖွံ့ဖြိုးတိုးတက်လာအောင်အားပေးနိုင်သူသာဖြစ်သည်အထူးသဖြင့်တတိပေးမိသည်ကတော့အသက်အရွယ် ဘဝစသည်ရောမှာအချိန်ဖြင့်ဖွဲ့စည်းထားသည်ဖြစ်သောကြောင့်အချိန်ကိုတန်ဖိုးထားမှဘဝကိုတန်ဖိုးထားရရောက်ကြောင်းထို့ကြောင့်အချိန်ကိုအကျိုးမဲ့ဖြုံတီးခြင်းမှာဘဝကိုဖြုံတီးခြင်းပင်ဖြစ်ကြောင်းစသည်ရောကိုသာပြောပြမိပါသည်တစုံတစ်ခုသောအသိပညာအတတ်ပညာကိုစူးစမ်းလေ့လာနေခြင်းသည်တနည်းသောအခါတွင်အကျိုးပေးခွင့်ပေါ်လာတတ်မြဲဖြစ်ကြောင်းတို့ကိုပြောပြလေ့ရှိပါသည်လွန်ခဲ့သောတစ်ပတ်လောက်က အညာဒေသကလူငယ်လေးတယောက်ကျွန်တော်စီပေါလာပါသည် သူနဲ့စကားပြောဆိုရင်ပင်ဘွဲရပြီးဖြစ်ပါလေဓာတ်ပုံစရာရောင်ရောင်ကွန်ပျူတာကိုင်းတယောက်ရောင်စသည် အလုတ်ဟူ၍မဲမဲရရမရှိရောင်ပေးပေးဖြစ်နေရကြောင်းပြောမိကြပါသည်ကျွန်တော်ကလည်းအလိုက်တင်စကားဆိုရင်ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားကြီးဘဝကညံကြီးရှင်ဖြေဆိုပွဲတစ်ခုတွင်သွားလီသူဆရာမောင်ထင်ရင် အဖြေကိုတတိယမိလာတော့ကြောင်းပြောပြမိလိုက်ပါသေးသည်ထိုးပွဲတွင်ចောင်းသားတယောက်၏မိခွန်ကိုဆရာကြီးမောင်ထင်ကဖတ်ပြလိုက်တော့ဝေါခနေပွဲကြသွားသည်မိခွန်ကဆရာခမညာကျွန်တော်တို့ပွဲရចောင်းသားများဘယ်တော့လောက်စီမှာစိုက်ကားနေရမည်ထင်ပါတလဲဆိုကိုဆရာမောင်ထင်ကခမညာတို့ပွဲရတွင်မကြခင်စိုက်ကားနေရတော့မယ်ထင်ပါတယ်အဲ့ဒီခက်ကိုလည်းမြန်မြန်ရောက်စေချင်လာပါပြီ။ ခမရတို့ကပညာချက်တွေဆိုတော့စိုက်ကားနေရင်လည်းတက်တာလွယ်ကူအောင်ဘယ်လိုလုပ်ရမလဲဆိုတာကြံစားလာကြလိမ့်မယ်ဒီတော့စီးရသူမှလည်းလူတက်တာအချိန်ကုန်တက်တာဖြစ်လာကြလိမ့်မယ်အဆစပိုကောင်းလာတော့မှာပေါ့ခုတလောဖြင့်ကျွန်တော်မှစိုက်ကားစီးရတာခါအောင်လုံလုံခမရတို့ခစ်ကိုမြန်မြန်ရောက်ပါစေလို့ဆူတောင်းနေရတော့တာပါပဲတဲ့ចောင်းသားរីဆိုတာတအုံအုံပွဲကြနေပါတော့ဒီ တက္ကသိုလ်ပညာဆိုဒီမှာလောက်ကင်စားတော့ဖို့တင်ပေးလိုက်သည်ဖြစ်စေ ông ပဒါနာဦးတီချမ်းမှာစူးစမ်းကြံစာတီထွင်လောက်ကင်နိုင်ကြစီရန်ဖြစ်သည်ဓာတ်ပုံစရာဖြစ်လင်းလေစူးစမ်းကြံစာပုံထို့နောက်တီထွမောဒီလိုပဲကျွန်တော်ကပြောလိုက်တော့သူကဆရာတို့ကခစ်ကောင်းကိုမိလိုက်တာကိုရေဒီအခါမှာတော့ကျွန်တော်ကမနေနိုင်တော့ဘူးဘာကွယ်ခစ်ကောင်းဟုတ်လား ခက်ပြတ်တယ်ဆိုတာကိုမင်းတွေ့ဘူးကြုံဘူးလားငါပြောပြမယ်သင်ချာနာထောင်ဒုတိယကဘာစစ်ကြီးဆိုတာကိုမင်းတို့ကတမိုင်းစာအုပ်ထဲမှာလာတွေ့ဘူးလားငါတို့ကကလေးစိတ်မပြောက်တပြောက်လူပြူမပေါက်တပေါက်၁၄နှစ်အရွယ်မှာကြုံခဲ့ရတာခက်ပြတ်တာမဟုတ်ဘူးမြို့ရီရွာတွေပါပြတ်သွားရုံမကအသက်ကိုလူပြီးပြေးခဲ့လွားခဲ့ရတာဂျပန်ဝင်လာတော့ဘုံကျဲ၁၇နှစ်ပြည့်အင်္ဂလိပ်ဝင်လာတော့လည်းဘုံကျဲ၁၇နှစ်ပြည့် မြုပ်ပေါ်မှာမနေနိုင်လို့တောချုံအောင်ကြားမှာပြေးလွှားနေခဲ့ရတာလေချောင်းရံအီလိုမြို့ရဲပြန်ဝင်လာလိုက်တော့ကို့အိမ်ကို့ရာကိုတွေ့ဖို့မဆိုထားနဲ့အိမ်နေရာမြေကွက်ကိုတော့မမှတ်မိတော့ဘူးတစ်မြို့လုံးပြပုံဟင်းလင်းကြီးဒိုးယူပေါလင်းနေလေတော့ကို့မြေကွက်ကိုတော့မနှဲကြီးမှန်းမိရှာယူရတယ်ဘုံချင်းပေါ်တက်တဲ့ဘုံကြလို့တကြိုစရာအလောင်းအောင်မတွေ့ရတာမျိုးတွေမိသားစုဝင်တဲ့အကုန်နီးပါးဘုံစာမိသွားလို့ကြောင်တက်တက်ကြံရစ်နေသူတွေဟာ တာမန်အချိန်ဆိုရင်တွတ်တွတ်လဲအောင်ယူသွားနိုင်တာပေါ့တူတူကိုကိုဒီလိုပဲကြုံရတာတွေကိုကြည့်ပြီးဖြေနိုင်ကြလို့သာခစ်ပြက်ခြင်းတန်ကိုချိတ်မိတ်ပြီးခံနိုင်ခဲ့ကြတာပါမင်းတို့အဲ့ဒါမျိုးတွေမကြုံဘူးပါဘူးကဲထားလိုက်ပါတော့ကွာငါပြောချင်တာကဘလို့အခက်ခဲတွေပဲကြုံရသည်ဖြစ်စေလူငယ်တွေဟာအရွယ်ရှိခိုက်ခွန်အားရှိခိုက်ဘဝတိုးတက်မှုအသိပညာအတတ်ပညာတိုးတက်မှုအတွက်စူးစမ်းရုံးကန်နေရမှာပဲ။ မင်းတို့ခက်ကငါတို့လူငယ်ဘဝခက်ချက်ပိုးပြီကံကောင်းပါတယ်စာအုပ်စာတမ်းတွေအလွယ်တကူရတယ်အင်တာနက်တို့ဘာလို့ကနေပြီပညာစီပူမလားပညာပိစီတီတွေဝယ်ချီမလားသင်တန်းတွေတက်မလားအလုံးအလွယ်တကူရနိုင်တာကြီးပါပဲငါတို့ငယ်ဘဝနဲ့ရှင်လိုက်ရင်ဘလို့အသိပညာဘလို့အတတ်ပညာမျိုးကိုမစိုးလွယ်လင့်တကူစီပူသင်ယူနိုင်နေအဲသင်ယူစီပူခြင်းနဲ့စိတ်ရှိရင်ပေါ့ အဲ့ဒီလိုစိတ်မျိုးမထက်သန်ရင်တော့ဖြင့်ဟိုဟာကြောင့်ဒီဟာကြောင့်နဲ့ဘာမှမလုပ်ဖြစ်ပဲအချိန်ကုန်အရွယ်လွန်နဲ့အောက်တန်းကျသွားမှာပဲအောက်တန်းကျဖို့ဆိုတာမျိုးကလက်သီးလက်မောင်းတမ်းပြီးဂျုံဝါဂျိုးပန်းနေဖို့လိုတာမှမဟုတ်ပဲဒီလိုပဲနေရင်ထိုင်ရင် အလိုလိုကျသွားတာပါပဲလူငယ်အများစုဟာဒီလိုပဲဖြစ်သွားကြမှာပဲဘဲခင်မစိုးဒီလိုပါပဲဒီခင်မှမဟုတ်ပါဘူးငါအသက်80ကျော်ပြီကိုလိုနီခင် ဂျပန်ခေအင်္ဂလိပ်ခေလွတ်လပ်ရေးခေဖာစာဖလာခေစသည်အပြင်ခေပေါင်းများစွာကြုံခဲ့ရပူပါပြီ။နောက်လဲခေတွေကြုံရအောင်ပါပါပဲ။ဘဲတက်နိုင်မလဲ။ငါတက်နိုင်တာကငါကိုငါပဲထိန်ချောင်းရတာပဲ။ခုလဲငါတွေ့နေရတာပဲ။ကွန်ပျူတာတွေအင်တာနက်တွေသုံးနိုင်နေကြတာပဲ။သို့သောဘယ်နေရာမှာသုံးကြတယ်လဲ။အသိပညာအတတ်ပညာတွေသုံးနေ။သုံးရကောင်းမှန်းသိတဲ့လူငယ်တွေဟာ ခက်ကိုရုံးမဲ့ဖွဲမနေဘူးမိမိကိုမိမိမမေ့မလျော့တော့စိန်နဲ့ထိန်းကြောင်မောင်းနှင်သွားကြတာပဲဒီတော့ဘလို့ခက်ကိုပဲရောက်တည်ဖြစ်စေသူတို့ကအမြင်ရှိမှရောက်နေကြလိမ့်မယ်ငါဟာကွန်ပျူတာကိုအစောဆုံးကင်ခဲ့တဲ့သူပါအဲ့ဒီတုန်းက hard disk ဆိုတာတော့မပေါ်သေးဘူးအခင်အားစလုံးတွေကမင်းတို့ခက်လို့မဟုတ်ဘူးအဆက်အဆက်ကလေးတွေနဲ့ပေါ်တာအခုထထင်းကမှရှေးဟောင်းပစ္စည်းအဖြစ်တင်ထားရတယ် ဒါပေမဲ့ခုတော့ငါမကွန်ပျူတာမထိုင်နိုင်တော့ဘူးအရွယ်ကစကားပြောလာပြီမင်းတို့ရဲ့ internet တွေ website တွေ blog ဆိုတာတွေကိုအာယုံဖြတ်လိုက်ရပြီငုံလို့တော့မကြည့်မိတော့ဘူးငါအရွယ်ဟာအသက်အသက်တွေစီးပူးချိန်မဟုတ်တော့ဘူးကိုစီးပူးခဲ့တဲ့မြအရာတွေကိုအနူလုံးပဏိလုံးသုံးသပ်ပြီးတွေးမိသမျှလေးကိုရေးရမယ့်အချိန်မဲလို့စီးပူးမှုအငိမ့်စားယူလိုက်ရပြီ မင်းတို့ကငါကအားပေးယုံလောက်ပဲတတ်နိုင်တော့တယ်။မင်းတို့ပွဲထဲမှာငါမဝင်နိုင်တော့ဘူး။ကွင်းပေးကလက်ခုပ်တည်ယုံမဲ့တတ်နိုင်တယ်။အေးမင်းတို့သူငယ်တွေအချင်းချင်းမှာပညာချင်းဖလဲလို့လက်တွဲခုံရင်ရှေ့ကိုတွန်တွန်လှမ်းကြဖို့သာ တိုက်တွန်းချင်တော့တာပါပဲ။ဒါမျိုးဆိုတာလူငယ်တို့တရက်လုံးဥသိမ့်ဥမွားမကြမ်းပါလာအောင်စီးယုံလို့ရစကောင်းတဲ့အလုံးမဟုတ်ဘူး။ဘဝတတိအရွယ်တတိ အချိန်သက်တည်ရှိတဲ့လူငယ်မျိုးကိုသာတိုက်တွန်းလို့ရတာအဲ့ဒီလိုလူငယ်မျိုးတွေဟာခစ်တွေဘလို့ပြောင်ပြောင်အသက်မသေးသေးရင်ရှေ့တန်းမှာရောက်နေမှာပဲခစ်တွေအခြေအနေတွေကိုလွှဲချမနေပဲတွေ့သမျှခင်ကြုံသမျှအခြေအနေတွေမှာအရွယ်လေးရှိခိုက်ကြိုးစားလိုက်မယ်ဆိုရင်တန်တိတ်တန်ခြားကြရမှာပဲဟိုလိုလိုဒီလိုလိုနဲ့အချိန်ဖြုံးနေရင်တော့ဘဝပြုံးသွားမှာသိချတာပဲ ငါကလူငယ်တို့တရက်လုံးကဲတင်ဖို့ကြိုးစားနေတာမဟုတ်ဘူးကြိုးစားလို့လည်းရနိုင်တာမျိုးမဟုတ်ဘူးတတိပေးုံသာပေးနိုင်တာကဲထားလိုက်ပါတော့ကွယ်မင်းကငါတို့ကိုခစ်ကောင်းကြုံခဲ့တယ်လို့ဆိုလိုက်တာကြောင့်ရှောက်ပြောနေမိတာပါအဲ့ဒါစဉ်းစားကြည့်ကြပေါ့ကွယ်ကျွန်တော်ကထိုကဲ့သို့လေရှည်ကြီးနဲ့ရှင်းပြလိုက်တော့ခါထိုလူငယ်ကဆရာပြောတာလည်းဟုတ်တော့ဟုတ်နေတာပဲတချို့လူတွေကခစ်ကိုရိုးမဲ့ဖွယ် ဟိုလိုလိုဒီလိုလိုနဲ့အချိန်ကုန်နေသလိုဖြစ်နေတာပဲ။အင်တာနက်ဆိုတာတွေဘာတွေကို သုံးနိုင်ပြန်တော့လဲ။ chatting စကားစမြည်ပြောကြ။ဘာပါညာညာကို အဟုတ်ကြီးလုတ်ပြီးနေတာနဲ့အချိန်ကုန်နေကြတာပဲ။အေးအဲ့ဒါကစားရေးတောက်ရေးမပူရတဲ့လူငယ်တွေကွ။အရွယ်ရောက်လို့ကိုထမင်းကိုရှာမစားရင်ငတ်တည်ရမယ့်ဘဝမျိုးကိုကြုံနေတဲ့လူငယ်တွေကတော့လက်တွေဘဝတွေပြစ်ချတာခံလိုက်ရတယ်လို့ရုံးကန်ရတော့တာပဲ။အဲ့ဒီလိုနဲ့ဘဝမှာတက်လာတော့တာပဲ။ တချို့ကြပြန်တော့လဲပြက်သွားတတ်ပြန်တာပဲတက်လူနဲ့ပြက်လူဆိုပါတော့ကွယ်တက်လူကောင်ကဘာမှသတိပေးနေစရာမလိုဘူးသူ့ဘာသာသူတက်သွားမှာပဲပြက်လူကိုလည်းငါကမကယ်နိုင်ဘူးအဲရောင်းပေးပေးလူငယ်ကလေးတွေကိုသာငါတက်ဆွမ်းသမျှသတိရအောင်အားပေးနှိုးဆော်မှုပြုနိုင်တာကိုကွယ်တယောက်ရလဲအမြတ်နှစ်ယောက်ရလဲအမြတ်လို့သဘောထားရတာအဲငါမှရီမန်းချက်တစ်ခုအသိရှိနေတာက တက်လူချင်းစီလုံးမီမြစ်တာနဲ့အသိပညာအတက်ပညာနဲ့စီစီလုံးလုံးဖြစ်ကြစေချင်တာပါပဲမင်းတို့ရွံ့မှုတွေအချင်းချင်းပေးကြဝေကြဖို့ဆိုပါစို့ကျွန်တော်ကထိုစကားများကိုပြောလိုက်တော့ခါထိုလူငယ်ကလည်းနိုင်မင်းလေးစားစွာနာထောင်သွားပါသည် သူကတော့ဘာတွေကိုဘလို့ဆက်တွေးနေမည်မသိကျွန်တော်ကတော့ဖြင့်လူငယ်ချင်းချင်းပညာစီလုံးမှုဖြစ်လာစေခြင်းသည်ကိုတိတမျှတတမျှကို အချင်းချင်းဝေမျှဖွံ့ဖြိုးကြစေခြင်းသည်ဤသည်မှာရင့်ကျက်ပြီးသောစာဖတ်ပရိသတ်အားစကားဆိုခဲ့ခြင်းဖြစ်ပါသည်ရှေးဆက်ပင်လူငယ်ပညာရှင်များအားစကားဆိုပါတော်မည်ကျွန်တော်ဤရေဟန်လေးတန်ပြောင်းသွားပါလိမ့်မည်ရွံ့နှုတ်လူငယ်များတို့ အထက်မှာပြောခဲ့တဲ့အတိုင်းငါအသက်ဟာ80ကျော်ခဲ့ပြီအသက်ရှင်တဲ့အားလျော်စွာခက်အဆက်ဆက်အတွေ့အကြုံကိုလည်းရခဲ့ပြီမင်းတို့ထက်စားပြီးဖတ်ရှုမှတ်တာ ဗဟုတုတလည်းများခဲ့ပြီ။ဒါပေမဲ့မင်းတို့ခေတ်ကမလိုက်နိုင်တော့ဘူး။ငါမှာကွန်ပျူတာလက်တော့ပရင်တာအဆုံးရှိတယ်။မထိုင်နိုင်မကြည့်နိုင်ဘူး။ငါမင်းလေးတစ်ယောက်ကကွန်ပျူတာတက္ကသိုလ်ကပွဲရတဲ့အပြင်ဘီလ်ဂိတ်အောင်လက်မှတ်တွေဘာပါညညာတွေရခဲ့ပြီဗျ။သူပြောတာတွေကိုတော့ငါမလိုက်နိုင်တော့ဘူး။မင်းတို့လည်းအသိပညာအရရန်အတတ်ပညာအမျိုးမျိုးကိုစီပူနေကြမှာပဲ။အတီးတီးတိုးတက်နေကြမှာပဲ။မင်းတို့လိုတက်လူချင်း ပညာဝင်ကအမျှမပေးခြင်းကြဘူးလား။နှီးနှောဖလဲမှုမလုပ်ခြင်းကြဘူးလား။လူငယ်ချင်းချင်းစီလုံးမြတ်တာတရားတရားရှိကြမယ်ဆိုရင်ပညာအမျှဝင်ငှားကြစေခြင်းနဲ့ဒီတော့အောက်မှာအချမ်းရေးထားတဲ့မှတ်ကြောင်းတဲ့မင်းရဲ့အတတ်ပညာအသိပညာကိုစမ်းစစ်ကြည့်စေချင်ပါတယ်။နံပါတ်1မင်းရဲ့စူးစမ်းမှုကြောင့်ဘလို့ပညာကိုတိုးတက်တွေ့ရှိထားတယ်လဲ။နံပါတ်2ဘလို့အကျိုးကျေးဇူးရရှိနိုင်တယ်လဲ နံပါတ်3မင်းကိုယ်တိုင်ဘလို့အသုံးချနေသလဲနံပါတ်4မင်းလိုလှုပ်ဆောင်နိုင်အောင်ဘာတွေဘလို့လုပ်ရမလဲနံပါတ်5မင်းရဲ့အကူအညီအကြံဉာဏ်ကိုတောင်းခံရင်ကိုညီနိုင်မလားအဲ့ဒီအချက်တွေကိုအခြေခံစဉ်းစားပြီးတယောက်နဲ့တယောက်အသိပညာအတတ်ပညာကိုဝေမျှကူညီနိုင်နေမဟုတ်လားအင်တာနက်တွေကွန်ပျူတာတွေစတဲ့ပညာရက်ကြီးတွေမှမဟုတ်ဘူးရုပ်စွာဆုံးတင်းဆောင်ပဲကလာဟင်အတွက် အကောင်းဆုံးမဆလာစီရင်နီးဆိုရင်တော့မင်းကျေးစုကြောင့်တစုံတယောက်မှာစီးပွားငွေရှားဖြစ်ကောင်းလျာဤဆိုရဲမြစ်တာထားလို့ပညာမျှဝေလိုက်ပါ လူငယ်အချင်းချင်းရိုင်းပင်ကြရွက်နုဝေအောင်စွမ်းဆောင်ကြဆယ်ရက်ဆနလာ2009ခုနှစ်ဟုတ်ကဲ့ကျမခုဖပြပေးသွားတာကတော့ဆရာကြီးအောင်တင်ရဲ့ရွက်နုတွေဝေစီခြင်းလို့ဆိုရဲစောင်းပါတူလေးပဲဖြစ်ပါတယ်ရှင် 阿隆霍继续面对马里深。